ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗန်နီဆက်ပေးသားမယ်ဆိုတော့လက်ရှိကျင်းပနေတဲ့ FIDE World Cup ပေါ့နော်ကမ္ဘာဖလားပြိုင်ပွဲဟာအဲပွဲစဉ်တွေကိုတင်ဆက်ပြပါဖြစ်ပါတယ်အဲကမ္ဘာဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုပြောပြချင်တာရှိတယ်အဲကမ္ဘာဖလားပြိုင်ပွဲကအဲဒီပြိုင်ပွဲကနေပြီးတော့၃ယောက်ပေါ့နော် First Again တက်ပေါ့ ဒီ၃ယောက်ကိုအဲ candidate ပြိုင်ပွဲအတွက်ဟိုရွေးချယ်ရွေးချယ်မှာဖြစ်ပါတယ် candidate ပြိုင်ပွဲကိုတိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပါတယ်အဲ့တော့အကြွေးပေါ့เนาะဟို candidate ပြိုင်ပွဲမှာဟိုရွေးခန့်ပြီးသားသူတွေကအဲ first second တက်ဝင်နေမှာဆိုတော့ဆိုရင်အဲ2အောက်ကသူတွေကိုထပ်ရွေးမှာပေါ့เนาะ4 5 6တွေပဲထပ်ရွေးမှာပေါ့အဲ့လိုမျိုးရွေးချယ်ရွေးချယ်မှာဖြစ်ပါတယ်အဲ့တော့ပြောမှာစေကမ္ဘာဖလားကတော့တော်တော်လေးကိုဟိုအရေးကြီးတဲ့ပြိုင်ပွဲတစ်ခုလို့ပြောလို့ရတယ်ပြီးတော့ဒီပြိုင်ပွဲက ကျင်းပတဲ့ format ကတခြားပြိုင်ပွဲတွေနဲ့မတူဒီပြိုင်ပွဲမှာစစ်စစ်ပေါင်းပါဝင်တဲ့ကစားသမားအရေးတော်ကတော့206ယောက်ဖြစ်တယ်ပေါ့နော်ဒါနိုင်ငံအတီးတီးရနေပြီးတော့အကုန်လုံးဝင်ရောက်ရှင်ပြိုင်ကစားကြတယ်ပထမဆုံးပွဲ round 1မှာတော့လက်ရင်မြင်ကစားသမားအယောက်50ရတော့ကစားကြရမလို့ဓာတ်ရိုက် qualify ဖြစ်တယ်ပေါ့နော်အဲအဲ့တော့သူတို့တွေကတော့အဲ round 2ကနေစကစားမှာဖြစ်တယ်အဲ့တော့ဒီပြိုင်ပွဲကထူးခြားချက်လေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တခြားပြိုင်ပွဲတွေနဲ့မတူတာသူကရှုံးထွက်ပြိုင်ပွဲဖြစ်တယ်နိုင်ရင်နောက်ဆင့်တက်မယ်ရှုံးလို့ဆိုရင်အိမ်ပြန်မယ် ဒါပဲအဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဟိုဘယ်လိုမျိုးကစားရလဲဆိုတော့တယောက်နဲ့ဟိုကစားမယ်ဆိုလို့ဆိုရင်နှစ်ပွဲကစားပြရတယ် classical နှစ်ပွဲပေါ့နော်အဖြူတစ်ပွဲအမဲတစ်ပွဲအဲ့တော့အဖြူတစ်ပွဲအမဲတစ်ပွဲပေါ့ဟာဟိုနှစ်ပွဲပဲကစားတယ်အဲ့ဒီအချိန်မှာတရည်ဖြစ်တယ်ဆိုလို့ဆိုရင်တယောက်ကိုတမှတ်ရမယ်ဆိုလို့ဆိုရင် rapid ပွဲဆက်ကစားရမယ် rapid နှစ်ပွဲဆက်ကစားရမယ်ပေါ့နော်အဲ time control ကအဲကျွန်တော်ကြည့်ပေးမယ်15 30ရာနဲ့စမယ်ထင်တယ်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ကြည့်ပေးမယ်ပေါ့နော်အဲဒီမှာဆိုလို့ဆိုရင် အဲအကြိမ်ပေါ့နော် classical ပွဲနှစ်ပွဲမှာတယောက်တမတ်စီရမယ်ဆိုလို့ရှိရင် rapid ပွဲကိုဆက်ကစားမယ်15 20နှစ်ပွဲကစားမယ်15 20မှာနှစ်ပွဲမှာလည်းအနိုင်ရှုံးမပေါ်ပဲတရေဖြစ်မယ်ဆိုလို့ရှိရင်10 minute 10 second ပေါ့အဲအဲ့ဟာတက်ကစားမယ်နှစ်ပွဲထက်ကစားမယ်အဲ့နှစ်ပွဲမှာလည်းအဲတရေထက်ဖြစ်နေတဲ့ဆိုရင်5 3ကစားမယ် bliss ကစားမယ်အဘလစ်မှာ5 3မှာတရေဖြစ်တယ်ဆိုရင်3 2ထပ်ကစားမယ်အ3 2မှာမှာတရေထပ်ဖြစ်နေတယ်ဆိုလို့ဆိုရင်တော့အမဂက်တန်ပွဲတပွဲကစားမယ်ပေါ့နော်အဲအဲ့လိုမျိုးဆုံးဖြတ်မယ် ။နောက်ဒေဂျာတစ်ခုကတော့အဲတယောက်ကနိုင်မယ်တယောက်ကနောက်တစ်ဆင့်တက်မယ်တယောက်ကအိမ်ပြတ်မယ်ဒါပဲ။ဟုတ်ပြီအဲ့တော့အဲအခုဒီကျွန်တော်ဒီနေ့လုပ်ပေးမယ့်ကစားပွဲကတော့အဲ round 1မှာ ကစားခဲ့ကြတဲ့ကစားပွဲစဉ်တွေကတပွဲကိုကျွန်တော်သုံးသပ်ပြီးမှဖြစ်ပါတယ်။အဒီပွဲလေးကတော့အအဖြူသမားက I am international master ဖြစ်တဲ့ဂျပန်ကပေါ့နော် Trenton 2ပေါ့အအမေကစားသမားကတော့အ UAE ကပေါ့နော် UAE က Salem Salah အဲသူက အမေကစားဖြစ်တယ်။အဲ rating အားဖြင့်ဆိုရင်တော့အဖြူသမားက2400ခုနဲ့အမေက2620အဲ့တော့အမေက GM ပေါ့နော်အမေကစားသမား GM အဖြူသမားက IR ဟုတ်ပြီအဲ့တော့သူတို့နှစ်ယောက်ရဲ့ကစားပွဲလေးကိုကျွန်တော်တို့အရင်ကြည့်ကြည့်ရပါတော့။အဖြူကနေပြီးတော့ E4 တက်တယ်။ E4 မှာအမေက C5 Sicilia နဲ့ပြန်ပြီးတုံ့ပြန်တယ်။အဲ Nf3 D6 D4 CD4 94အဲ Nf6 93 A6 အဲဒါတော့ အမဲကတော့ Sicilian defense မှာမှာသူက native variation ကိုရွေးချယ်ထားတယ်။အဲဒီနေရာမှာအပြည့်ရနေပြီးတော့ရွေးချယ်လို့ရတာတွေအများကြီးရှိရဲကျွန်တော်တို့ Bishop C4 တွေလာလို့ရတာရှိရဲ Bishop G5 တွေလာလို့ရတာရှိရဲအများကြီးရွေးချယ်လို့ရတယ်။ဒါပေမဲ့ဒီနေထားမှာဟိုအဖြူသမားကဘာပဲရွှေ့ခဲ့လဲဆိုရင် H3 ပဲရွှေ့ခဲ့။ဒီ H3 ရဲ့ idea ကတော့ဘာလို့ရှင်းလာလဲဆိုလို့ဆိုရင် G4 ကိုပါထပ်ပြီးတော့ light မယ် G4 G5 light မယ်အဲ king side ကို တိုက်မယ်ပေါ့နော်ဒီလို idea လေးဖြစ်တယ်။အဲတော့အမဲကနေပြီးတော့ဘာပဲရွှေ့ခဲ့လဲဆိုရင် A6 ပဲပြန်တော့ပြန်နေအဲ A6 မှာ G4 တက်တယ် G4 မှာ Bishop E7 Bishop E7 မှာ G5 ထပ်မောင်းတယ် G5 ထပ်မောင်းတဲ့အခါမှာ Nf37 လာတယ် Nf37 မှာဖြောင်းနေပြီးတော့ဘာဆက်ရွှေ့လဲဆိုတော့ဆင် Bishop G2 Bishop လေးကို development လုပ်ထားတယ်အဲ့တော့ Knight C6 အမဲကလည်း ူရဲ့မထုတ်ရတဲ့ကစားကောင်တကောင်ထွက်လို့တဲ့အဲစန်တာကိုစန်တာမှာရှိတဲ့ night ကို challenge ဆိုတာလဲမလားပေါ့နော်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာအဖြူကနေပြီးတော့ h4 ထပ်တက်တယ်အဖြူကတော့ king side ကိုချဲမယ်ပေါ့နော်အခွင့်ရရှင်တော့ r4 တွေပါလဲထပ်လာမယ်ပေါ့ r4 r5 တွေထပ်ပြီးတော့အဲတိုက်မယ်ဆိုတဲ့ idea လေးတွေရှိတယ်အဲအမဲကတော့ဒီမှာ yellow လေးပဲ gaslin လေးပဲအရင်လုပ်လိုက်တယ်ပေါ့နော် gaslin လုပ်တယ် gaslin မှာအဖြူကပါရှိလဲဆိုလို့ရှိရင်အဖြူက b3 လေးပဲတက်ထားတယ်အဖြူကတော့အဲ b3 တက်တဲ့ idea ကတော့သူကတော့ဒီ bishop ကို b2 ကနေထုတ်မယ်ဒီ diagonal ကနေတဆင် king side ကို pressure ပေးမယ် ်။ပြီးတော့ရှင် queen ကို d2 ထုတ်မယ်ပြီးရင်ကျွန်တော် long cut ဆက်လုပ်မယ်ဆိုတဲ့ idea လေးတော့တွေ့တော့တွေ့ရတယ်ပေါ့နော်။အဲ့တော့အမဲကဘာရွှေ့လဲဆိုဒီနေရာမှာ rook e8 ရွှေ့တယ်။အဲဒါရထားလေးကိုပြန်ပြီးတော့အဲ e8 ကိုထုတ်ထားတယ် active လုပ်ထားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင် bishop b2 bishop b2 မှာ bishop f8 ဒီ bishop f8 ကတော့ ဘီရှော့ဒီ E7 မှာနေလဲဘာမှတော့မထူဘူးဘီရှော့ Affect လာတယ်ဒီ G7 ပေါ်လေးကိုပြန်ပြီးတော့အဲ cover လုပ်ထားတယ်ဟို backup ပေးထားတယ်ပေါ့အာပြောမယ်ဆိုလို့ဆိုရင်တစ်ချိန်ချိန်မှာဒါအဖြူကနေပြီးတော့အဲ Night C6 by Sabi Queen D4 တွေပါလဲလာနိုင်တယ်ပြီးတော့ဒီ Diagon နဲ့တစ်ဆင့် Queen နဲ့ Bishop နဲ့ပေါင်းပြီးတော့အဲ Maiden Threat တွေလောက်တာပါညာအဲအဲ့လိုမျိုးလဲအဲချင်းချောက်လို့ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ပို့ပြီးတော့ save ဖြစ်တာတော့ Bishop F8 G7 ပေါ်လေး cover လုပ်ထားတယ်ကဲထားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထက်ကြည့်မယ်ဆိုလို့ဆိုရင်အဖြူကနေပြီးတော့ကစားပွဲနဲ့ပါရှိတယ်ဆိုရင် Queen D2 Queen D2 ရဲ့ idea ဒါရှင်းတယ်ဘာလို့ရှင်းတယ်ဆိုလို့ဆိုရင် long cut ဆက်လုပ်ရှင်းတယ်အဲ့ဒီ ာမှာဟိုအမဲကနေပြီးတော့ knight take d4 စားရဲ queen take d4 ပြန်စားရဲပြန်စားရတော့မှာ b5 ဆိုပြီးတက်လိုက်တယ်ဒီ b5 ရဲ့ idea ကတော့ကောင်းတယ်ဒီပြန်စားလိုက်ဆိုတော့ဒီနေရာမှာအမဲကလှုပ်ချင်တာဒီ bishop ကို b7 ကထုတ်မယ်ပေါ့နော် bishop b7 ကထုတ်ပြီးတော့ဒီ diagonal နဲ့နေကစားမယ် active လုပ်မယ်ပြီးတော့ဆက်ကြတော့ rook c8 တွေလာမယ်ပြီးရင် queen c7 တွေအဲစတဲ့ဖြင့်တံပိုးလေးလာမယ်ပြီးတော့တကြတစ်ခုကတော့အဖြူက long castle လောက်မှာဖြစ်တဲ့အတွက်ကြောင့်အဖြူကအမဲရတယ်ဒီ queen side ကိုအဲတိုက်မှာဖြစ်တယ် အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင်အဖြူကနေပြီးတော့ဘတ်ရှိလဲဆိုလို့ဆိုရင် long cassette လုပ်တယ် long cassette မှာ bishop b7 လုပ်တယ် bishop b7 မှာ king b1 ဒီချက်ကတော့လောကကောင်းအောင်နဲ့ရှောင်းအောင်ရှောင်းရမယ်ဒါကျွန်တော်အများနဲ့ပြောနေကြတဲ့စကားပဲဘာလဲဆိုလို့ဆိုရင် king ကိုကျွန်တော်တို့အလွယ်တကူချက်ခံတဲ့နေရာမှာမထားဘူးဂျောင်းလေးတွေပို့ထားတယ်အချက်မှတ်ခံတဲ့နေရာပို့ထားတယ်အဲ့ဒီနေရာမှာ rook c8 ဆိုပြီးတော့ချွေတယ်ဒါလည်း အဲကောင်းတယ်လို့ပြောလို့ရတယ်ဒါဒီမှာရစ်ကာစီဖိုင်ကနေပြီးတော့အဲဒီစီတိုးပေါ်နေအဲဒီကိုတိုက်ခိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့ပါရွှေ့လဲဆိုလို့ရှိရင် F4 တက်တယ် F4 မှာအမဲကနေပြီးတော့ Queen B6 Queen ရဲ့လဲမလားဆိုပြီးတော့ကန်းထန်းတယ်ဒီနေရာမှာအဖြူကတော့မလဲပဲနဲ့ Queen D2 တို့ပြန်ချောင်းလာတယ်အဲ့တော့ Knight C5 Knight C5 ကတော့ဒါတဲ့ဟိုကိုယ့်ရဲ့ Knight လေးကို Activate လုပ်ထားတယ်ဘာဖြစ်ဖြစ်နေရာကောင်းကိုတစ်ခုကိုပို့ထားတယ်ပေါ့နော်ဒါကောင်းတယ်ပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှထပ်ကြည့်မယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့ဘာရှိလဲဆိုတော့ R5 R5 ကလည်းဒါလုတ်ကိုလုတ်တင်တယ်ဒါဆောရဲကအဖြူဒီ opening မှာရွေးချယ်တဲ့ရာ H3G4 လာမယ်ဆိုတော့ရာသူဒီ R4 R5 ကတော့အချိန်ချင်းမှလာမှာပဲအဲ့တော့ဒီနေရာမှာ R5 တက်ပြီးတော့ gain side ကိုထပ်ပြီးတော့ pressure ပေးထားတယ်အဲ့တော့ B4 ဆိုပြီးတော့ night ကိုမောင်းတယ် night ကိုမောင်းတဲ့အခါမှာ night A4 လာတယ် night A4 မှာ night take A4 စားမယ်အာ bishop တဲ့အဲပေါ့နဲ့ပြန်စားမယ်ပေါ့နဲ့ပြန်စားခြင်းမှာအဖြူအမဲကနေပြီးတော့ဘာရှိလဲဆိုတော့ အဒီနေရာမှာမင်းကနေပြီးတော့ကစားလို့ရတာဒီဒီလိုတော့ကစားလို့ရပါတော့အဲဒါဒီ EF5 စားမယ်ပြန်စားပြီးတော့ Bishop ချင်းလဲမယ် Queen နဲ့စားမယ်ဆိုရင် Queen C6 ဆိုပြီးတော့အာ Queen ချင်းလဲမယ်ဆိုပြီးကန်လှမ်းလို့ရတယ်ပါတော့ဒီလိုကန်လှမ်းလို့ရတယ် အဲ့ဒါဒီလိုလဲကစားလို့တော့ရတယ်ဒါပေမဲ့ကစားပွဲထဲမှာတော့အမေကစားသမားပါပဲရှိခဲ့လဲဆိုရင် Bishop C6 ပဲရှိခဲ့တယ်အဲ A4 ပွန်လေးကို Bishop နဲ့စားမယ်ဆိုတဲ့ idea လေးတစ်ခုပေါ့နော် Okay အဲ့တော့ကျွန်တော်မထပ်ကြည့်မယ်ဆိုလို့ဆိုရင်အဖြူကနေပါဆက်ရွှေ့လဲဆိုလို့ဆိုရင် G6 တက်တယ်ကောင်းတယ်ဒီခါလေးနဲ့ဟိုဒီ King side ကို strike လုပ်လိုက်တယ်ဒီခါလေးနဲ့ဖြတ်တယ်ပေါ့နော် King side King ရှိမှရှိရဲ့ပွန်အောင်လုံးကိုဒီခါလေးနဲ့ခြေဖြတ်တယ် H5 တွေပါတော့မဆောင်တော့ဘူးเนาะတခါတည်းဖြတ်တယ်အဲ့တော့ oxygen နဲ့စားတယ် oxygen စားတဲ့အချိန်မှာသူကလည်းပြန်စားတယ်ပြန်စားပြန်တော့ bishop A4 ဒါလေးလည်းကောင်းတယ် bishop A4 ပြီးတော့ C2 pawn လေးကိုနောက်လက်ကျရင် rook နဲ့တက်စားမယ်ဆိုတော့အဲ shape ကလေးလည်းတွေ့ရတယ်အဲ့တော့ဒီနေရာမှာအဖြူကနေပြီးတော့ဘာပဲရှိလဲဆိုရင် အဲ receiver မှာရှိတယ် receiver ရှိရပြီးတော့ဒီ sidu ball လေးကိုပြန်ကယ်ထားတယ်အဲ့ချိန်မှာအမဲကအာပုံမှန်အပြည့်စုံတော့အမဲတော့ကောင်းတာကတော့အဲ့အစ်စ်လေးတက်တာပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့တဘာဝကြရတော့ထင်တယ်အမဲဒါပေမဲ့ဒီနေရာမှာအမဲက HGC စားတာကြီးကတော့ကစားပွဲထဲမှာ HGC စားခဲ့တယ်ဒီချုပ်ကကလုံးဝမကောင်းဘူးဒီချုပ်ကကအမဲကိုနှိမ့်စေတယ်ဒါပြောမယ်ဆိုလို့ရှိရင်အဖြူကလည်းတော်တော်လေးကိုအသာစီးရရှိပါလို့ပြောလို့ရတယ်အဲဘာကြောင့်လဲဆိုဒီနေရာမှာအဖြူကလည်းဘယ်လိုထပ်တိုက်လို့ရလဲဆိုရင် H5 ဒီပိုင်းထပ်တိုက်လို့ရတယ် H5 လိုက်မယ်ဆိုတော့ရှင်သူကအဲဒီ Rook Fine ကြီးကလည်းပွင့်လာမယ်ပြီးတော့ရှင် Queen တွေကလည်းထပ်ပြီးတော့အဲလိုက်လာမယ်ပေါ့နော်အဲ့တော့ GD H5 စားရတယ် GD H5 မှာအဲအဖြူကနေပြီးတော့ကစားပွဲထဲမှာသူကဘာဆွဲခဲ့လဲဆိုရင် Rook H5 ဆွဲခဲ့အမှန် Rook H5 က ဒီနေရာမှာတိတ်မကောင်းဘူးလို့ပဲပြောလို့ရတယ်။ဒီနေရာမှာအဖြူသက်ပိုကောင်းတဲ့ရှုပ်ကွက်ဒီ Bishop of 3တွေကပိုကောင်းတယ်။ Bishop of 3ရဲ့ idea ဒီဒီ H5 မှာရှိတဲ့ပွန်လေးကို Bishop နဲ့စားမယ်ပေါ့နော်။အဲ့လိုသာလုပ်လိုက်မယ်ဆိုလို့ရှိရင်အမဲတို့ကတော်တော်လေးခက်ခဲသွားမယ်။အမဲဒီဒီ queen side မှာလည်းအဲဘာမှ ဟိုချင်းချောက်တရားကြီးကအများအများကြီးလည်းမရှိဘူးဘာမှလုပ်လို့လည်းမရသေးဘူးပြန်တော့ကွာကျတော့တချင်းချင်းမှာအဖြူရတာဒီ bishop နဲ့စားပြရတာမှာ bishop က g6 ကိုလာလို့ရတယ် g6 ကိုလာထားလို့ဆိုရင်ဒီ square နှစ်ခုကိုထိန်းထားရတယ်ပေါ့နော် i square နှစ်ခုကိုထိန်းထားပြီးတော့မှာအဖြူကနေပြီးတော့ဘာလုပ်လို့ရဆိုရင် rook h8 ဒီဘာတွေချက်ပြီးတော့ sacrifice တွေလုပ်လို့ရသူပြန်စားမယ်ဆိုရင် queen နဲ့ h2 ကချက်ပြီးတော့ဆိုရင်ကျွန်တော်ဒီမှာထပ်ပြီးတော့ queen h7 ကချက်ရင် maiden နေရှိရပေါ့နော်ဒါမျိုးလေးရှိရအဲဒီလိုပုံစံကစားရင်တော့ဒါ အဖြူသူကပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ကစားပွဲထဲမှာတော့အဖြူက rooted h5 ပဲစားခဲ့တယ်ပေါ့အဲ့ rooted h5 စားခဲ့ဆိုကျွန်တော်တို့ထက်ကြည့်မယ်ဆိုလို့ရှိရင်အမေကနေပြီးတော့ပါရွှေလဲဆိုတော့ rook c3 ဒီရွှေကလေးကတော့ကောင်းတယ်အာဒီ bishop ရဲ့ diagonal လေးလည်းပိတ်ထားတယ်ပြီးတော့ဒီနေရာမှာစားလို့လည်းမရပေါ့နော်စားလိုက်လို့ရှိရင်ကျွန်တော်ဒီမှာဒါစား discover အဲ့ discover check ရှိရပြီးတော့ gain ရှောင်မယ်ဆိုလို့ဆိုရင်လည်းပဲ queen b2 ကချက်လိုက်ဆိုရင်ချက်မိရတယ်ပေါ့နော် ဲ့တော့ဒါကစားလို့မရအောင်စားလို့မရဒီနေ့ထားမှာကစားပွဲထဲမှာတော့အဖြူကဘာပဲရှိခဲ့လဲဆိုရင် Queen G5 ပဲရှိ Queen G5 ရှိဘက်ကတကယ်တော့တိတ်မကောင်းဘူးဒီနေ့မှာပိုကောင်းတာဘာပိုကောင်းလဲဆိုရင် Bishop H3 လေးလာပြီးတော့ဒီ E6 ဘုံလေးကို pressure ပေးထားတာကပို့ပြီးတော့ဒါကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကစားပွဲထက်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာတော့အမဲကအဖြူကနေပြီး Queen G5 လာတယ် Queen G5 မှာအ Queen E3 နဲ့ Queen G လဲမယ်ဆိုပြီးတော့ကန်လန့်တယ်ကန်လန့်တဲ့အခါမှာ Queen H4 လာတယ်အဲ့တော့ဒီနေ့မှာ အဖြူကနေပြီးတော့ ဟိုအရန်ကောင်းတဲ့ရွှေဘတ်တစ်ခုရှိရပေါ့နော်အဲ့အရာလေးကို sorry အမဲကနေပြီးတော့အရန်ကောင်းတဲ့ရွှေဘတ်တစ်ခုရှိရအဲ့အရာလေးကိုကျွန်တော်ဗီဒီယိုလေးကိုရက်ပြီးတော့စဉ်းစားကြည့်ပေါ့နော်ကိုတော့အမဲဆိုရင်ဘာလို့မလဲပေါ့ဒါကျွန်တော်ဒီမှာပြပြမှာနော်ဒီနေရာမှာအမဲတို့အရန်ကောင်းတဲ့ရွှေဘတ်တစ်ခုရှိတယ်အဲ့ရွှေဘတ်ကတော့ bishop dc2 ကျွန်တော် brilliant move တစ်ခုဖြစ်ပါတယ်ပြီးတော့တကောင် sacrifice လိုက်တယ်အဲ့တော့အဲစားမယ်အစားမလားမစားတော့စားလို့လည်းမကောင်းဘူးနော်မစားဘဲနဲ့ပြီးလည်းမကောင်းဘူးအဲ့တော့ဒီမှာတော့ကစားပွဲထဲမှာဘာပဲလုပ်ခဲ့ king a1 မဲ့သွားရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေရာမှာစားမယ်ဆိုလို့ရှိရင်ဘာဆက်ဖြစ်မှာလဲဆိုတော့ rotate c2 စားမယ်ဆိုရင် rotate c2 စားမယ်သူက king နဲ့ပြန်စားမယ်ဆိုရင် queen နဲ့ချက်မယ် queen နဲ့ချက်တဲ့အခါမှာဒီ king ဒီ c1 ပြေးလို့ဆိုရင်လည်း rook ကထပ်ပြီးတော့လိုက်ပြီးချက်လို့ရတယ်အဲ့တော့ b1 ပြေးမယ်ဆိုလို့ရှိရင်လည်းပဲ queen နဲ့ d3 ကချက်မယ် queen d3 ချက်တဲ့အခါ king ကဒီဘက်ပြေးရမှာ A1 ပြည့်မယ် A1 ပြည့်တဲ့ခါကျရင် Queen D1 ကနေချက်ချက်တဲ့ခါကျရင်ကင်းပြည့်ကြမရှိဘစ်ရှော့နဲ့ကဘစ်ရှော့နဲ့ကဘစ်ရှော့စားလိုက်စင်တခါလဲချက်မဲ့ရတယ်ပေါ့အဲအဲ့တော့ကြောင့်ဒီနေရာမှာဘစ်ရှော့တဲ့စီတူကတော်တော်လေးကောင်းတယ်ပေါ့နော်ရှုခွက်ကဘစ်ရှော့စီတူရှုတဲ့အချိန်မှာသူက King က A1 သွားတယ်အဲ့အချိန်မှာအမေကနောက်ထပ် Brilliant Move တစ်ခုထပ်ရှုတယ်ဘာရှုလဲဆိုတော့ဘစ်ရှော့ D3 တော်တော်ကောင်းတဲ့ရှုခွက်ဖြစ်ပါတယ်ဒီမှာ Rook ကိုစားလို့မရဘူးပေါ့နော် အဲ root ကိုစားလို့မရဘူးအဲပြချက်နဲ့စားလိုက်မယ်ဆိုလို့ဆိုရင်ဟိုဒီမှာ A1 C1 ကိုပြန်စားလို့ဆိုရင်ချက်မိတ်ဖြစ်တယ်ပေါ့အဲတော့ဒီမှာ root E1 လာတယ် root E1 မှာနောက်ထပ် brilliant move တစ်ခုရှိပါတယ်အဲ့ဒါဘာဆက်ရွှေ့လဲဆိုတော့အမေကနေပြော root EC8 ထပ်ရွှေ့တယ်တကယ်တကယ်ကောင်းတဲ့ရွှေ့ကွာပါဘာကြောင့်လဲဆိုတော့ဒီနေရာမှာသူက ီဣဒရီလေးကိုစားလိုက်မယ်ဆိုရင်ဒီကနေချက်မှာချက်တဲ့အခါကျရင်ကင်းပြေးတံဖြစ်စားမယ်စားတဲ့အခါကျရင်ဒီကချက်မယ်ကင်းရဒီလိုလာမယ်အဲကင်းဒီလိုလာချက်မှာဒီမှာ before မှာရှိတဲ့ပုံနဲ့ဒီနှစ်ကောက်တားထားတယ်အဲ့တော့ rupee 1နဲ့ချက်လိုက်လို့ရှိရင်တခါတည်းချက်မရရတယ်ပေါ့တော်တော်ကောင်းတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲကျွန်တော်ကစားပွဲပြန်ကြည့်မယ်ဆိုကစားပွဲထဲမှာတော့ဒီနေရာမှာဟိုအဖြူကနေပြီးဘာရှိခဲ့လဲ reaction နဲ့ချက်တယ် reaction နဲ့ချက်တဲ့အခါမှာကင်းက f7 ကိုပြေးတယ်တခါထပ်ပြီးတော့ c3 ကိုစားတယ်ဒီမှာလည်းပဲ ဘာဆက်ရှိလဲဆိုတော့နောက်ထပ် brilliant move တစ်ခုအမေထက်ရှိတယ် root take c3 queen ကိုကျွေးထားတယ်ပေါ့နော်လုံးဝကျွေးထားတယ်စားလို့မရဘူးဒီမှာ queen စားလိုက်မယ်ဆိုရင်လည်းပဲအခုနော် idea တိုင်းမယ်တရားချက်မယ်ပြန်လာမယ်ပြီးကြ root b1 တက်လိုက်ဆိုရင်ချက်မိဖြစ်တယ်ပေါ့ဟိုတော်တော်ကောင်းတယ်ပေါ့နော် okay ဟုတ်ပြီအဲ့ queen h5 ကို queen h5 ကနေချက်တယ်ချက်တဲ့အခါမှာ again e7 လာတယ် king e7 မှာတခါထပ်ပြီးတော့အဖြူကနေပြီးတော့ queen h4 နဲ့ချက်တယ်ချက်တဲ့အခါမှာ king က d7 ကိုတခါထပ်ပြေးတယ်ပြေးတဲ့အခါမှာ ကွင်း H1 လာထားတယ်ပြန်ပြီးတော့ save ထားတယ်ပေါ့နော် background ကိုပြန် save ထားတယ်အဲ့ဒီနေရာမှာအအမဲကဘာရှိလိုက်လဲဆိုတော့ receiver နဲ့ချက်လိုက်တယ် receiver နဲ့ချက်လိုက်တဲ့အချိန်မှာပဲဒါပြောမယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့အရှုံးပေးသွားတယ်ဘာကြောင့်လဲဆိုတော့အကြွေမြားဒီနေရာမှာ root receiver ဆားမယ်ဆိုရင်လည်းပဲကွင်းနဲ့တရားချက်မှာပေါ့နော်ကွင်းနဲ့တရားချက်လာဆိုရင်ချက်မဖြစ်ပါဘူးဒါ root နဲ့ပြန်ကားအကိုင်းကွင်းနဲ့ဆားချက်မိတ်ပေါ့โอเคဟုတ်ပြီ အဲ့တော့ဒီပွဲလေးကတော့တော်တော်လေးကောင်းတယ်ပေါ့နော်အမဲကစားွားတဲ့ idea လေးတွေအမဲရဲ့ sacrifice တွေ brilliant တွေကတော်တော်လေးကိုမိုက်ပါတယ်တော်တော်ကောင်းတဲ့ကစားပွဲတစ်ပွဲဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ machine နာသိကျင်တာတခုမေးချင်ရှုပ်စင်အဲ comment လေးမှာမေးမြန်းခဲ့လို့ရပါကျွန်တော်ဒီ video လေးကတော့ဒီလောက်ပါပဲဒီ video ကိုအစားဆုံးလာရောက်အားပေးရတဲ့ကြောက်ရှင်းတဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်ဆက်ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ